စစ်သွေးကြွအကြမ်းဖက်အာဇာနဲ့ RSO အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှခြေကုပ်ယူပြီးတော့အာရခပြည်နယ်စိတ်ဝင်ပြီးပြည်သူတွေကိုရရက်ဆက်ဆက်အကြမ်းဖက်တပ်ဖြတ်ကာနေဇက်လုံကြုံရေးတပ်စခန်းတွေကိုဝန်ရောက်တိုက်ခိုက်နေတယ်လို့အာရခတပ်တော် AA ကပြောပါတယ်။အကြမ်းဖက်အဖွဲ့တွေဟာမောင်တော်နေဇက်တမန်သားရွာနဲ့ တုံညူကျေးရွာကအပြစ်မဲ့ဒေသခံရွာသား၁၀ယောက်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့လုပ်ရဟာဆက်စုပ်ဖွဲ့ရလူမဆန်တဲ့အောက်တန်းကြတဲ့အကြမ်းဖက်လုပ်ရတွေကိုကျူးလွန်ခဲ့တာဖြစ်တယ်လို့ AA ကမနေ့ကထုတ်ပြန်ထားပါတယ်။မွ슬င်မဟုတ်တဲ့ရခိုင်အပါအဝင်တခြားမျိုးနွယ်စုတွေကဒေသခံပြည်သူတွေကိုစစ်သွေးကြွအကြမ်းဖက်အဖွဲ့အာဆာနဲ့ RSO အဖွဲ့တွေကနေဇက်ဒေသမှာဖမ်းဆီးတပ်ဖြတ်တာဒီရပိုင်းအတွက်မှာ၃ကြိမ်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒီလိုအကြမ်းဖက်တိုက်ခိုက်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်နေဂျာဇောက်တက် PGB ကနေအစွန်ရောက်အဖွဲ့တွေကိုလက်နက်တပ်ဆန်ပြီးတော့စစ်တပ်နဲ့တွေပြေးနေတာအပြင်စခန်းနေရာတွေပါပြီးထားတယ်လို့ ULAAA ပြောခွင့်ရသူဥခိုင်ဒုခကပြောထားပါဗျ။အစွန်ရောက်စစ်သွေးကြော့ဝါရာကိုအားပေးထောက်ခံနေတဲ့အကြမ်းပြတ် BGB တွေကအရာရှိတချို့နဲ့စစ်သွေးကြွလှုပ်ရှားမှုတွေအပေါ်ထောက်ခံအားပေးနေကြတဲ့သူတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အငြင်းဆုံးဖော်ထုတ်အရေးယူတဲ့နယ်လို့ AA ကပြောပါတယ်။ အရေးယူထိန်းချုပ်မှုမရှိဘဲဒီအတိုင်းသာဆက်လက်လွှတ်ထားပေးပါကနှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးတွေကိုထိခိုက်စေနိုင်ပြီးနှစ်ဖက်တင်မာမှုကိုလည်းပိုမိုမြင့်တက်လာစေနိုင်တယ်လို့ AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုသတိပေးထားပါတယ်။